ော့ရဲ့ဥပွက်ရှင်ဆက်ရှင်ဒီအပိုင်းလေးရပုံစံကိုကျွန်တော်ပြောတာ၄ပုံစံပဲရှိပါဟာအဲ့တော့နံပါတ်1က find the magnitude of unipolar unipolar ရဲ့ magnitude ကိုကျွန်တော်တို့ဘာလို့ပြရမလဲဆိုရင်ရှာပေးရမယ် magnitude ဆိုတာကတနည်းအားဖြင့်တော့ modulus ဆိုတော့ modulus ကိုဘာလို့ပြရမလဲဆိုရင်ရှာပေးရမယ် unit butter ရဲ့ modulus ကိုရှာပြရအဲ့ဒီ butter ဆိုရင် perpendicular to the plane ပလိန်တစ်ခုပေါ်ဘာဖြစ်လဲဆိုလို့ရှိရင်ပါပန်နေဘူးလားဘာမှကြာရင်အဲ့ပလိန်မှဆိုလို့ရှိရင် containing the point tier 2 air ဆိုတဲ့အမှတ်တွေပါဝင်တယ်ပလိန်ပေါ်ကို down မှကြာရင် unit battery ဆိုတော့ဘာရှာပြရလဲဆိုလို့ရှိရင် mechanical juice ကိုရှာပြရမယ် mechanical juice ဆိုတာတနည်းအားဖြင့် module ကိုဘာလို့ပြရမလဲဆိုရင်ရှာပြရတယ်ဒါကြောင့်ပုံစံလေးပြောလိုက်တယ်ပလိန်တစ်ခု အဲ့ plane ထဲမှာ container တွေဘာတွေပါလဲဆိုပြီး P ရယ် Q ရယ် R ရယ်ဆိုတော့ကျတို့ဒီနေရာမဟုတ်တဲ့အမှတ်သုံးတော့ပါဖြစ်နေပါတယ်အဲ့တော့ဒီမှာ P ရယ် Q ရယ် R ရယ်ဆိုတဲ့အမှတ်သုံးပါအဲ့အမှတ်ကလေးကိုဆက်လိုက်မယ် P နဲ့ Q နဲ့အမှတ်ကိုဆက်လိုက်မယ်ဆိုလို့ရှိရင် direction ပတ်တာ D1 ဆိုတာကြ P နဲ့ R နဲ့ကိုဆက်လိုက်မယ်ဆိုရင် direction ပတ်တာ D2 ဆိုတာကြ ဒါတို့အပြင်မှာကဘာဘာရှိလဲဆိုလို့ရှိရင် fit point လေးရှိတယ်ဒီကောင်းကိုဒါတို့ဘတာရီလို့သတ်မှတ်တယ်ဟုတ်ဆရာတို့ရှာပြရမှာကအဲ့ဒီပသိန်းပေါ်ကိုဒေါင်းမှတ်ကြတယ်ဘတာလေးကိုဘာလို့လဲဆိုလို့ရှိရင်ဒီရှာပသိန်းပေါ်ကိုဒေါင်းမှတ်ကြတယ်ဘယ်လိုင်းမဆိုသူ့ရဲ့ဘတာကဘာဖြစ်လဲဆိုလို့ရှိရင်သူ့ရဲ့ဘတာက normal ဘတာဖြစ်တယ်လိမ့်ပေါ်ကိုဘောက်ပေါ်လဲဒေါင်းမှတ်ကြတယ် ူပေါ်လဲပါပဲဆိုရင်ဒေါမတ်ချာဘတ်တာနှစ်ခုပေါ်ကိုဒေါမတ်ချာတဲ့ဒီတိလိုက်မှုပြည့်ရဘတ်တာကို normal ဘတ်တာလို့ခေါ်တယ်အဲ့ဒီ normal ဘတ်တာလေးကိုလိုချင်လို့ရှိရင် PQ ဘတ်တာနဲ့ PR ဘတ်တာကိုဘာလို့ပြရမလဲဆိုရင် crop လို့ပြရဟုတ်နော်ပလိန်ပေါ်ကိုဒေါမတ်ချာတဲ့မြည်တိလိုက်မှုပြည့်ရဘတ်တာကို normal ဘတ်တာလို့ခေါ်တယ် normal ဘတ်တာကိုလိုချင်လို့ရှိရင်ဒါတို့ဘတ်တာနှစ်ခုကိုသူဒေါမတ်ချာတဲ့ဘတ်တာနှစ်ခုကို crop လို့ပြရ P ဂျူပတာနဲ့ PR ပတာကိုဘာလို့ပြလဲလဲဟုတ်လို့ဒီပုံစံမှာဆိုလို့ရှိရင်ဒီ plane ဘောက်ကိုတောင်းမဲ့ကြတဲ့ပတာကိုရှားမယ်တခုနောက်တခု hari ပတာရဲ့ unit ပတာကိုရှားပြရမယ် and ပတာရဲ့ unit ပတာဆိုတာက and cut ကလေးပဲ and cut ကိုလို့ရှိရင် and ပတာကိုတီးပြီးတော့နော်ကျတော့ modulus ဆိုတော့ပတာ and နဲ့ဘာလို့ပြရမလဲစပြရမယ်ဒီတခု ပြီးတော့မှဆရာတို့ကအဲ့ဒီ unit battery ရဲ့ magnitude ကိုဆရာတို့ဘာလို့ပြရမလဲရှာပြရမယ်အဲ့ဒီ unit battery ရဲ့ magnitude ဆိုတာ modulus ဆိုတော့ and ကက်ကလီကိုဆရာတို့ဘာလို့ပြရမလဲရှာပြရအဲ့တော့ဒီပုံစံမှာဆရာတို့ဘယ်နှခုရှာပြရမလဲဆိုလို့ရှိရင်၃ခုရှာပြရအဲ့တော့ပြရတဲ့ magnitude ကိုဆရာကြီးလိုက်တယ် p ရဲ့ q ရဲ့ r ဒီက 1.-1.0 ဒီလိုကျွားကြတော့ 2 comma 1 comma minus 1အာကကြတော့ minus 1 comma 1 comma 2သူတို့ရဲ့ position vector လေးကိုပြောင်းရေးလိုက်မယ် OP vector equal to 1 minus 1 0 OG vector equal to 2 1 minus 1 OR vector equal to minus 1 1 2ကျေစရော ပေါ်လံဘက်တာလေးနဲ့ကြောင်းရပြီဆိုရင်ပထမအဦးဆုံးကျတို့ဒီပလိဘောကိုကြောင်းမဲ့ကြတဲ့ဘက်တာကိုလို့ဆိုပလိဘောကိုကြောင်းမဲ့ကြတဲ့ဒီစီလိုင်းပါမဆိုသူ့ရဲ့ဘက်တာကဘက်တာအန်လေးဖြစ်တယ်အဲ့ဒီဘက်တာအန်လေးကိုလိုချင်ရင်သူကြောင်းမဲ့ကြတဲ့ဘက်တာနှစ်ခုကိုခရောင်းမြောက်ပြရသူကြောင်းမဲ့ကြတဲ့ဘက်တာနှစ်ခုကပီကျူဘက်တာနဲ့ပီယာဘက်တာဖြစ်တဲ့တကြောင်လို့ကျတို့ပီကျူဘက်တာနဲ့ပီယာဘက်တာကိုရှာပြီးတော့ခရောင်းမြောက်ပြရအဲ့တော့ပီကျူဘက်တာကိုရှာ ပီတူပတာပြည့်ပြီပီတူပတာလို့ကြည်အိုတူပတာတဲကနေပြီးတော့ OP ပတာကိုဘာလုပ်မလဲဆိုရင်လုပ်မယ်။အိုတူပတာက2 minus 1 minus OP ပတာက1 minus 1 1 minus 1ဒါဆိုတော့နှုတ်လိုက်တဲ့အခါမှာဘာရလဲဆိုလို့ရှိရင်2 minus 1ဆိုတော့1 minus minus ဆိုတော့ plus ဆိုတော့2 ဘိုင်းနဲ့ဝမ်းနဲ့ကဇီလိုနှုတ်တော့ဘိုင်းနဲ့ဝမ်းနောက်တစ်ခုကျွန်တော်ကောင်းရှာမယ်ဆိုလို့ရှိရင် PR ဘတာလေးကိုရှာရအောင် PR ဘတာ equal to PR ဘတာဆိုတာက OR ဘတာတဲ့ကနေပြီးတော့ OP ဘတာကိုဆရာတို့ဘာလို့တာဆိုလို့ရှိရင် PR ဘတာက minus 1 1 minus 1 1 minus OP ဘတာက1 minus 1 0 1 minus 1အဲ့သူတို့နှစ်ခုနှုတ်လိုက်တဲ့ကောင်ကဘာရလဲဆိုရင် minus 1 minus 1ဆိုတော့ minus 2 minus နဲ့ minus နဲ့ပြီးတော့ plus 1 1ဆိုတော့2 2ရဲ့ကပုံလိုက်လို့တော့ဟုတ်ပြီဆရာတို့ plain board ကို down match ကြတဲ့ butter ကိုဆရာတို့ဘာ butter လို့သတ်မှတ်လဲဆိုလို့ရှိရင် pan butter လို့သတ်မှတ်နော် butter အာနော်ဒီ butter ပတာတခု pushes အဲ့ပတာဆိုလို့ဆိုပါပန်ဒီကူလာတောင်းမကြဧဘုံလဲဆိုလို့ရှိရင်ပြူးတဲ့ဖိတ်ပလေးဘောကိုတောင်းမကြတဲ့ပတာကိုဇာတော့ဘာပတာလို့သတ်မှတ်လဲဆိုလို့ရှိရင်ပတာအန်လို့သတ်မှတ်အဲ့ဒီပတာအန်ကို ရှာကျင်လို့ရှိရင်ဆရာတို့ तू တောက်ပတ်ကြတဲ့ဘတ်တာကုတ်ကိုခရော့လုပ်ပြ။ तू တောက်ပတ်ကြတဲ့ဘတ်တာကုတ်ကပီဂျူဘတ်တာရဲ့ခရော့ပီအာဘတ်တာရဲ့ဟုတ်ပြီ။အဲ့တော့ပီဂျူဘတ်တာကဆရာတို့ရှာထားတာက1 2 1 1 2 1ခရော့ပီယာဘတာက -2 2 ိုင်းလက်ပြီးတောင်းတစ်ခုဆရာမလုပ်လိုက်မယ်ဆိုရင် cross လုပ်လိုက်12 minus 1 12 minus 1 12 minus 2 22 minus 2 minus 2ဒီရှည်သွန်းကောင်လေးကိုမလုပ်လိုက်လို့ဆိုရင်ထဲလိုက်မယ် down နဲ့ကနေပြီးတော့ up ကိုမလုပ်လို့ဆိုတော့ဒါမကံပါသူ့အတန်းလိုက်ပြလိုက် ညနေလေးလေးပေါ်ရဲကနေပြီးတော့နှစ်တက်လီနှစ်မိုင်းနဲ့2ကိုနှုတ်ဖော်ရဲကမိုင်းနဲ့2ကိုနှုတ်မယ်ဆိုတော့အပေါင်းဖြစ်သွားမယ်2ဒါကဘူးညနေလေးလေးညပြရနေပြီးတော့နှစ်တက်လီနှစ်ကိုဘာလုပ်မယ်ဆိုနှုတ်မယ်2ရဲက2ကိုနှုတ်မယ်ဒါကဘူးရဲကနေပြောဖြစ်တဲ့ဒီအပ်ဖြစ်တဲ့ဒီ minus 4 2တဲ့ကနေပြီးတော့ -4 ကိုလောက်မယ်ဆိုတော့ +4 ဖြစ်သွားမယ်။ဒါဆိုရင်ဒီကောင်ကဘာလဲဆိုဘာရမလဲဆိုရင်6-0 6ဆိုတာရတာ။အဲ့တော့ကျွန်တော်တို့ရှားကျင်တဲ့ plain ball ကိုဒေါင်းမဲ့ကြတဲ့ဘတ်တာတစ်ခုကိုဆက်လို့ဘာဖြစ်သွားမလဲဆိုရင်ရပါတယ်။နောက်တစ်ခုအဲ့ဒီဘတ်တာရဲ့ဘာဘတ်တာလေးကိုရှားပြရမလို့ဆိုရင် unit ဘတ်တာလေးကိုရှားပြရမှာ။ and ဘတ်တာရဲ့ unit ဘတ်တာကိုရှားမယ်။ unit ဘတ်တာရဲ့ formula က a equal to ကျွန်တော် ဘတာအေးပါမော်ဂျူလက်ဆိုဘတာအေးအခုကျားလို့ရှာပြရမှာကနော်ဘတာအန်ဖြစ်တဲ့အတွက်ကြောင့်မလို့အန်ကတ် equal to ဘတာအန်ပါမော်ဂျူလက်ဆိုဘတာအန်ကိုရှာပြရအောင်အဲ့တော့နောက်တစ်ခု unit ဘတာကိုရှာနိုင်ဖို့အတွက်မော်ဂျူလက်ဆိုဘတာအန်လေးကိုကျားလို့ဘာလို့ပြရမှာလဲရှာပြရအောင်အဲ့တော့မော်ဂျူလက်ဆို တာနာသူစကွဲရောစစ်စကွဲပလစ်0စကွဲမထဲတော့ဘူးစစ်စကွဲ66 36 36ပြည့်စုံတယ်ဆိုရင်32 32 32 36 4ဆိုတော့စစ်လို့ပြရဟုတ်ပြီအဲ့တော့မှာဆက်လို့ဘာလို့ရှာလဲလို့ဆိုလို့ရှိရင် အမ်ပတာလေးရဲ့ယူနစ်ပတာကိုရှာလိုက်မယ်အမ်ပတာရဲ့ယူနစ်ပတာကအမ်တက် equal ယူနစ်ပတာကိုလို့ပြောလို့ရှိရင်အမ်ပတာကိုတည်ပြီးတော့ modulus ဆိုအမ်ပတာနဲ့ပါလို့မယ်စားမယ်အမ်ပတာကကျွန်တော်606 modulus ဆိုပတာအန်က602အဲ့တော့ဒီကောင်လေးကအောက်မှာရှိတဲ့အတွက်ကြောင့်ဒီလိုလေးရိုက်မိ1 by 0 to 0 有，再有，现在在干嘛？第四呢，第四呢，我比你多，几多路，万把，万来路数远，现在万都到这，你你咋？啊，让你看下说，另外。 နောက်တစ်ခုဂေါင်းနဲ့တစ်ကောင်နဲ့နောက်တော့0သူနဲ့သူနဲ့နောက်တော့စင်းနဲ့စင်းနဲ့ကြည်သွားပြီးတော့1မိုင်ကိုတွေးရမယ်ရရှင်နာနာရောက်တဲ့အခါမှာသူလည်းပဲပါရောက်နေတယ်ဘူတူးပါဒါဆိုရင်ဆရာတို့ပလင်းပေါက်ကိုတောင်းမှကြတဲ့ unit ပတာရပါတယ်နှစ်ခုရှာပြီးပါဆရာနောက်ဆုံးရပြရမှာကအဲ့ဒီ unit ဘက်တာရဲ့ဘာကိုရှာပြရမလဲဆိုရင်မက္ကနီကျုကိုရှာပြရ unit ဘက်တာရဲ့မက္ကနီကျုကိုလိုချင်ရှင် ဘောကျူးလဲဆိုဟန်ကတ်ကိုကိုရဘူးတော့ဒူးပါဒူးဟုတ်လားဒူးပါဒူးကိုယ်တစ်ချက်ပြီးဆက်ထွက်လိုက်ပြီအဲ့တော့ဒီတော့ဘာရလဲဆိုရင်ဒူးဒူးစကွဲရ2ပြင်းတဲ့က4ဆို1/2 1/2 ပလာဒီဘက်ကလည်းပါရမယ်ဆိုရင်1 by 2အဲ့တော့1 by 2နဲ့1 by 2နဲ့ပေါင်းမယ်ဆိုရင်တဝမ်းနဲ့တဝမ်းနဲ့ပေါင်းမယ်ဆိုလို့ရှိရင်1ရမယ်လူ1က1ပေါ်မှာဘယ်နှစ်ထက်တင်တင်ဘာပဲတင်တင်ဘာပဲရမယ်ဆိုလို့ရှိရင်1ပဲအဲ့ဒါလို့ရင်ဆရာတို့အဖြေလေးကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာအန်ကတ်ယူနစ်ဘတ်တာ ယူနစ်ဘတ်တာရဲ့မိုးကျူရက်ကိုရှာလိုက်တဲ့အခါဝမ်းရတာဖြစ်တဲ့တွေ့ကြောင်းဒါတေချာပေါက်လုံးဝမှန်ကန်သွားပြီကျတော့ယူနစ်ဘတ်တာတွေရဲ့မကနီကျူတန်ကိုဟာဘာလဲဆိုလို့ရှိရင်ဝမ်းပဲရှိတဲ့တွေ့ကြောင်းလို့အခုကျတော့ယူနစ်ဘတ်တာရဲ့မိုးကျူရက်ကိုရှာလိုက်တာဝမ်းရသွားတဲ့တွေ့ကြောင်းကျတော့ဒီဟာလုံးဝမှန်ကန်ပြီဆိုတာတွက်ဆလို့ရဟုတ်နော်နားရမလားနောက်တော့နံပါတ်2လေးကတပွိုင်း A B C ဆိုပြီးတော့ ဒီအမှတ်တရကွာ A B C ရာ are the basis of a parallelogram ABCD parallelogram ABCD ရဲ့အစွန်းမှတ်တွေဖြစ်ကြပါလေ A ရဲ့ B ရဲ့ C ရဲ့ parallelogram ရဲ့အစွန်းမှတ်တွေဖြစ်ကြပါလေ find the coordinate of D D ရဲ့ coordinate မှာဒီလိုအမှန်လေးကိုဘာလို့ပြရမလဲရှာလေးရမယ်နောက်တစ်ခုက A the area of the parallelogram ABCD parallelogram ABCD ရဲ့ဆရာတို့ area ကိုလည်းပဲဆရာတို့မလုပ်ပြရမယ်ဆိုပြီးရှာပေးရမယ်နှစ်ခုရှာပေးရမယ်တော့ဆရာပုံစံလိုက်ရေနော် level စုကပုံစံတဲ့ကောင်မှာအမှတ်ကလေးလေးကိုရှင်းလိုက်တတ်ဖို့ A B C D ဆိုပြီးဆက်လိုက်ဒီလိုတတ်ဖို့ level စုကပြည့်တဲ့ပြတော့နည်းနည်းချင်းလိုက်ရအောင်ဆိုပြန်လဲပြန်နေဒီလေ ိုင်းမှာ ABC ကဒီကောင်းရဲ့အစမတ်တွေဖြစ်ပြီးတော့ဒီရဲ့ coordinate အမှတ်ကိုရှာပြရမယ်။ပြီးလို့ရှိရင်ဒီ parallelogram ရဲ့ area ကိုလည်းပဲဘာလို့ပြရမလဲဆိုရင်ရှာပြရ။ parallelogram ရဲ့ area ကိုရှာမယ်ဆိုလို့ရှိရင် modular sort of data ကြီးတော့ data ကြီးကိုဘာလို့ပြရမလဲဆိုရင်ရှာပြရ။ data ကြီးဆိုတာက AB data data ကြီး data b ဆိုတာ ad data data b အဲ့နှစ်ခုရဲ့ crow ကိုရှာပြရမယ်ဆိုတော့ ။ဘာလို့ရှာပေးရလဲဆိုရင် AB ဘတာခရော AB ဘတာကိုဆရာတို့ဘာလို့ပြရမလဲ။ရှာပေးရ။ဟုတ်ပြီနော်။ဒီဥဆုံးဆရာတို့ဒီရဲ့ coordinate map ကိုရှာလိုက်မယ်။ပြီးရတဲ့ point ကိုရေးလိုက်မယ်။ဒီက478။ဒီက234 C က minus 1 minus 2 ဝါလက်ဒီကိုကြတော့ဆရာတို့ထားနေကြပါမှာထားလိုက်လို့ဆိုရင် hy ဆက်ဆိုပြီးတော့ဟုတ်နော်အဲ့တော့ဆရာတို့ a ရဲ့ collaborator ရေးလိုက်မယ် a ရဲ့ position beta ကို collaborator နေတော့ရေးလိုက်လို့ဆိုရင်4 7 8 b ရဲ့ position beta ရေးလိုက်မယ်2 3 4 C ရဲ့ position ဘတာရေးလိုက်မယ် OC ဘတာ equal to -1 -2 1ဒီရဲ့ position ဘတာရေးလိုက်မယ် OD ဘတာ equal to H Y အဲ့တော့ ABCD ရာ parallelogram ဖြစ်တဲ့အတွက်ကြောင့်လို့ဒီနဲ့ချင်းဆိုင်အနားဆိုညီရာကနေပြီးတော့ဆရာတို့လိုချင်တဲ့ point D ရဲ့ coordinate မှတ်လို့ဆရာအဲ့တော့ဆရာကတော့ဘတာ AD နဲ့ဘတာ BC ကိုပဲညီလိုက်ပါတယ် ပဒါဣတိဤကွယ်ပဒါဒါမှမဟုတ်လို့ရှိရင်ပဒါ AB ဤကွယ်သူပဒါ DC နဲ့တွက်လေရအဲ့တော့ဒီမှာ AB ပါနေတဲ့တွက်ကြောင့်မလို့ဆရာတို့ဘာနဲ့တွက်လိုက်မလဲပဒါ AB ဤကွယ်သူပဒါ DC နဲ့ဘာလို့လဲမသိဘူးတွက်လိုက်အဲ့တော့စ ABCD is a parallelogram ABCD ရအနေဗန်စုကံပြည့်ကျက်အတွက်ကြောင့်လို့ဘတ်တာ AB နဲ့ဘတ်တာ DC နဲ့ရပါပြည့်စုံနေဒီစေဘတ်တာ AB ရဲ့ဖွဲ့ပြီးဘတ်တာ DC နဲ့ရဟုတ်ပြီ AB ဘတ်တာဆိုတော့ OB ဘတ်တာတဲကနေပြီးတော့ OA ဘတ်တာကိုလုပ်မယ် DC ဘတ်တာဆိုတော့ OC ဘတ်တာတဲကနေပြီးတော့ OD ဘတ်တာကိုမလုပ်လို့ဆိုလုပ်မယ်အဲ့တော့ OB ဘတ်တာက2 3 4 2,3,4 My lab OA Bada ga 4,7,8 4,7,8 OC Bada so da ga Minus 1, minus 2, 1 Minus 1, minus 2, 1 Minus OD Bada ga H1 တော့ဒုနှစ်ခုရှင်းလိုက်တော့2 4ဆိုတော့2 3 3 7ဆိုတော့ -4 minus 4 4 minus 8ဆိုတော့ minus 4 equal to ဆောင်လို့ရှင်းလိုက်တဲ့အခါမှာ minus 1 minus 8 minus 2 minus 1 1 1 minus 7အဲ့တော့ပဒါနကွန်ကြီးသွားတဲ့အတွက်ကြောင့်မလို့ဒါဖြတ်လိုက်တော့မယ်

မိုင်းလိုက်ကိုဒီဘက်ကိုပို့ရင်အိပ်ရသွားမယ်မိုင်းလိုက်တူးကိုဒီဘက်ကိုပို့မယ်ဆိုလို့ရှိရင်ပလတ်တူးဖြစ်သွားတဲ့အကြောင်းကိုမိုင်းလိုက်မိုင်းလိုက်ဝိုင်းဒီဘက်ပို့လို့ရှိရင်ဝိုင်းရမယ်ဒီကောင်ဒီဘက်ကိုပို့ရင်ပလတ်ဖောဖြစ်သွားတဲ့အကြောင်းကိုပြီးရမယ်မိုင်းလိုက်ဇက်ဒီဘက်ကိုပို့မယ်ဆိုရင်ဇက်ရမယ်မိုင်းလိုက်ဖောဒီဘက်ကိုလာလို့ရှိရင်ကျွန်တော်ဖောဖြစ်သွားတဲ့အကြောင်းဇက်ကဘာဖြစ်လဲဖိုင်ရအဲ့တော့ကျွန်တော်တူရှာခိုင်းတဲ့ ီရဲ့ coordinate မှာက1 4 5ဆိုပြီးတော့ဒီ coordinate ရောဒီ coordinate ရော d is 2 5 1 2 5ဒါဆရာဆရာတို့ဒါဆိုရင်ဒီရဲ့ coordinate ကိုရသွားပြီနောက်တစ်ခုဘာကိုရှာပြရမလဲဆိုရင် DA ရောက်တော့ parallelogram ABC ABCD ရဲ့ area ကိုရှာမယ် ABCD ရဲ့ area ကိုရှာဖို့အတွက် vector AB နဲ့ vector AD ကို cross လုပ်ပြီးတော့ modulate လုပ်ပြရအဲ့တော့ vector AB ကိုရှာ vector AB ကကျတို့ရှာပြီးသားရှိတယ် vector AB ကကျတို့ရှာပြီးသားက minus 2 minus 4 minus 4ရှိတယ်ထပ်ပြီးတော့ရှာတော့အဲ့တော့ဒါလေးကိုထည့်လိုက်တော့မယ်ဗတာ AB က ဘတာ EV က -2 -4 -4 ဘတာ EV က -2 -4 -4 ဘတာတကူဘတာ EV ရှာပြီးတော့ဆက်လို့ဘောင်ရှာလို့ဆိုရင်ဘတာ EV ရှာဘတာ EV ဘတာ EV လို့ယူလို့ရှိရင် OD ဘတာတွေကနေပြီးတော့ OA ဘတာကိုဘာလို့ရမလဲလို့ဟောပါ ် OD ဗတာကဆရာတို့ရှာထားတာ OD ဗတာက1 2 3 1 2 5 1 2 5 OA ဗတာက478 478ဒါကြောင့်လို့ရှင်းလိုက်တဲ့အခါမှာဆရာတို့ဘာရသွားလဲဒီလိုရှိရင် -3 -3 -5 -3 -3 minus 3 minus 5 minus 2အဲ့တော့ဆရာတို့ AB ဘက်တာနဲ့ AD ဘက်တာကိုဆရာတို့ဘာလုပ်ပြရမလဲဆိုရင် cross မြောက် AB ဘက်တာ AB ဘက်တာ cross AD ဘက်တာ equal to AB ဘက်တာက minus 2 minus 4 minus 4 minus 2 minus 4 AD ပတာက minus 3 minus 5 minus 3 minus 3 minus 5 minus 3 minus 3 minus 5ရှည်သွောအကောင်ဆယ်တော့ဘာလို့လိုက်လဲဆိုရင်ဆယ်လိုက်နေဒေါင်းလေးကနေအပ်ကူနှုတ်မယ်၄၃၁၂တိရနေပြီးတော့၅လေးပြီး20ကိုနှုတ်လိုက်ကျွဲလေးကနေပြီးတော့20ထွက်တယ်၄၃၁၂တိရနေပြီးတော့၃နဲ့6ထွက်တယ် 身体这样的药，效果怎么样？啊？你按的是这样的药，多大的身体功能差？这谁来搞身体功能差？我走路快一点，能不能行呢？慢呢？哎，你看我，你看我，慢呢行不行？哎呦，下楼，他六个人，第二屋下来了。 ီ area ဟောတယ်ပါရုပြန်ပါရုပြန် area is ဖြစ်ပါတယ်ဘာလဲဆိုလို့ရှိရင် AB ဘတာ cross AD ဘတာ modulus of AB ဘတာ cross AG ဘတာအဲ့တော့ AB ဘတာ cross AG ဘတာက m i n u s 8ရဲ့6ရဲ့ m i n u s 2ပြီးတော့ m i n u s 8ရဲ့6ရဲ့ m i n u s 2အဲ့တော့ရှိရှိဒီ64ဒီ64အပေါင်း36အပေါင်း40 140 140 140 140 140ဆိုတော့ကျွန်တော်တော့ကွန်ပျူတာ140ကိုကြည့်လိုက်ရတာမှာဘာရမလဲဆိုရင် ဆိုတာရအဲ့တော့ parallelogram area area ဖြစ်တဲ့အတွက်ကြောင့်သူ့ကို unit square လို့တက်ပြီးတယ်။ဒီနေ့ဟာလေနော်